်ဒီအဲ့ဒါမှာသတိတိကမ္မဒီဇောတာကလည်းထုတ်ပေးရခုစတဲ့ဒီမြင့်ဒီဘယ်လိုနိုင်လာလို့များကုသိုလ်တရားဖြင့်ဆင်းရဲပြီးလို့ပြင်းနေခြင်းဖြစ်ပါလားဒီမြင့်ဒီဘယ်လိုဖြစ်လာနိုင်မအေးဒီဆိုတော့ဒီကောင်းစပြီးနေဆိုတော့ဒီလိုပြောကြလို့ဖြစ်ပါလားဘုရားဘုရားနိုင်မအေး ဘာဘုံနိုင်မှာဘာအိမ်နေလဲဆိုစင်ဘုန်းကြီးဘုရားဓမ္မဓမ္မလို့ရှိကုသလဓမ္မအပုဒ္ဒရာဓမ္မညောင်ဘာလို့ပြောရောကောင်းသောဓမ္မမကောင်းသောဓမ္မဒီနည်းစုမကုရှိတဲ့ဥစုနည်းစုရှိအဲ့ဒီနည်းစုကမတည့်တယ်အဲ့တော့ကုသလဓမ္မကဘဝကိုချမ်းသာစေတယ်သူတည့်စေတယ်အောင်မြင်စေတယ်ဒါကုသလဥစု အဘုဒ္ဓနာဆိုတဲ့မကောင်းတဲ့အုပ်စုကဘဝကိုဆင်းရဲစေတယ်ဘဝကိုပူလောင်စေတယ်ဘဝကိုဒုက္ခရအောင်လုပ်တယ်အဲ့ဒီအုပ်စုအုပ်စုမျိုးစုအဲ့ဒီစုတဲ့ကဘဝကိုပူလောင်စေတဲ့ဆင်းရဲစေတတ်တဲ့မကောင်းတဲ့အုပ်စုကိုနာမ်တိုက်ပါမယ်ဘဝဆိုတာအေးချောက်ပါမယ်အဲ့တော့ကုသိုလ်လုပ်တယ်ကုသိုလ်လုပ်တယ်ဆိုတာကခုနပြောခဲ့တဲ့ဒီတရားဥစုရဲ့ ကောင်းသောတရားအုပ်စုတော်အလင်းလိုက်လို့ကုသိုလ်လုပ်ဖြစ်တယ်။ဒါကုနာကုသလအုပ်စုအကုသလအုပ်စုကောင်းသောအုပ်စုမကောင်းသောအုပ်စုတို့ထုတ်ပြောမယ်ဆိုရင်အလောဘအဒေါသအမောဟစတဲ့အဲ့ဒီတရားကိုဥဆောင်တဲ့အုပ်စုကကုသလအုပ်စုအလောဘဆိုတာကဆုတ်လို့တယ်အဘောဂါကမြစ်တာထားအဘောဂါကဉာဏ်နဲ့ရှင်း ရာဂလာဒုက္ခမောဟဆိုရင်ဆုံးလို့ခုမိဒါထာမှုညာမှုညာနဲ့သုတ်တာမှုဒီတရားကဥဆောင်နေတယ်ဆိုရင်အဲ့ဒီဥစုဥဆောင်တဲ့ဥစုကဒါကောင်းလို့ဥစုပဲဘုရားတရားကမြို့သားတွေမှာဒီဥစုကတော့မအကောင်းကောင်းတဲ့ဥပိဒါအဲ့ဒီဥစုဆိုတော့လောဘဒုက္ခမောဟအဲ့ဒီဥစုကမကောင်းတဲ့ဥစုလောဘကလူချင်းနဲ့တတ်မဲ့တယ်ဒုက္ခကအာကာသထားတဲ့မုတ်တိဘောဟကလည်း မသိဘူးနားမကြဘူးအလိုပါအဖြစ်လိုပါဆုံးချူလို့နားမကြဘူးအဲ့ဒါမောဟလို့အဲ့ဒီသုံးပါးကမကောင်းသောအုပ်စုဖြစ်အဲ့ဒီသုံးပါးကပူဆောင်နေဆိုရင်လုံလုံငောက်ကန်လို့ဆောင်ရတဲ့အခါမှာအလွယ်ချိုချိုအမှားအယုဒ္ဓိကိုဖြစ်သွားတယ်အဲ့လိုမကောင်းချက်ကိုများတယ်။ဒါတော့ခွေးလိုတွေတွေမွေးနေ့ဘွယ်ပဲဖြစ်ဖြစ်ဘွယ်ပဲဖြစ်ဖြစ်။အခုလိုပဲလုပ်လို့ကုသိုလ်လုပ်တယ်လုပ်တယ်လုပ်တယ် ကောင်းသောအလုပ်ဖြစ်တဲ့ကုသိုလ်စံကအဘဘောအရောတာမောဟဒီလုပ်လို့ကြအဲလုပ်ရခါမှာဘယ်သူကအနိုင်လိုက်တယ်ဆိုခုနကကောင်းသောအုပ်စုကမကောင်းသောအုပ်စုအနိုင်လိုက်လို့ကုသိုလ်လုပ်ကုသိုလ်လုပ်နေတာလောဘဆိုတာလူချင်းတယ်လူချင်းတဲ့တတ်မဲ့တယ်ဆိုတော့ဘာဖြစ်စီမှာစွန့်ကျင်လို့ကတွေ့တာသိပ်ပိုက်ခြင်းအဲတွေ့တာချင်းသိပ်ပိုက်ခြင်းနဲ့လောဘကိုခုနစွန့်လို့ခြင်းနဲ့အလောဘတရားက အမှန်ယူခိုက်လို့အခုတို့ဘုန်းကြီးတွေကကုသတရားဖြင့်ဆင်နွှဲနိုင်ဖြစ်ပါလေအခုနေ့တို့တန်ခါလုံးများအကျိုးစီးပွားကိုလူသားသောမေတ္တာမေတ္တာစိတ်အဲ့ဒီမေတ္တာစိတ်ကိုအခြေခံပြီးအခုတို့ကုသကောင်းမှုတွေကိုပြုလုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမေတ္တာစိတ်ကဘာကိုအနိုင်နဲ့ဘာကိုအောင်နိုင်တာလဲဘာကိုအနိုင်ယူလိုက်တာလဲဆိုရင်ဒေါသဆိုတဲ့တရားကိုဒေါသဆိုတဲ့တရားကို အနိုင်ယူလိုက်တဲ့အတွက်ကြောင့်ဒီခုလိုသံဃာတော်များအပေါ်မှာသံဃာတော်များရဲ့အကျိုးစီးပွားကိုလူလာဖို့စိတ်ထားဖြင့်ဥဒုကောင်းမှုဒါကြောင့်ပြုလုပ်နိုင်ခြင်းဖြစ်ပါမယ်။ဘုရားကမောဟမောဟဆိုတာအကြောင်းအကျိုးအကောင်းဆုံးကိုမသိဘူးသူက။သာမန်ရင်းရင်းသိတယ်။အော်ဒီလိုဥဒုလုပ်တဲ့အတွက်ဒီလိုကောင်းကျိုးတွေရတယ်ဆိုတော့လက်မခံဘူး။ဥဒုလုပ်လည်းမတူဘူးမရဘူး။အကျိုးတွေဒီလိုအမြင်မျိုးအမြင်အမြင်ဖားဘူး။အဲ့လိုအမြင်ဖားဘူးဒါနဲ့ပြေချောက်လို့ဆိုရင် ဟုတ်အသိပညာနဲ့ပယ်ဖြောင်းတယ်အမောဟဆိုတဲ့ပညာနဲ့ပယ်ဖြောင်းလိုက်တဲ့အခါမှာခုနကမှားနေတဲ့အမြင်တွေမှားနေတဲ့အသိတွေမှားနေတဲ့အတွေ့အကြုံပပျောက်သွားပြီးမှန်တဲ့အသိတွေဝင်လာတဲ့အတွက်ကြောင့်ဒီလိုဝိနည်းဘွဲကိုကုသိုလ်တရားဖြင့်ဆင်ွဲနေနိုင်ဆင်ွဲနိုင်ဖြစ်ပါလေအဲ့လိုချုပ်လိုက်တဲ့အခါမှာခုနကနှလုံးသားထဲမှာရှိနေတဲ့အုပ်စုနဲ့စုတာကောင်းသောအုပ်စုဆိုတဲ့ကုသိုလ်အုပ်စုမကောင်းတဲ့အုပ်စုဆိုတဲ့အကုသိုလ်အုပ်စု ဒီအုပ်စုနှစ်စုအကောင်းဆုံးအုပ်စုတရားမကောင်းတဲ့အုပ်စုကိုအလံယူမှတာနဲ့သူတို့လုံးဝလုံးရတဲ့ဥဒ္ဓကောင်းစုကိုပြုလုပ်နိုင်ခြင်းဖြစ်ပါမယ်။တချို့ရှိတယ်ချောင်းတာအများကြီးဒါပေမဲ့လို့အဲ့ဒီပြည်စည်းဥစ္စာပေါ်မှာတွေ့တာလေလောဘတဏ္ဍာတွေအားကြီးတဲ့အခါမှာဟိုရှုရပါလားမရှိရဖြစ်တုံတူကြတယ်ဘုံတူကြတယ်တုံတူတုံတူပါဘယ်လိုရဲ့ အဲ့လိုဖြစ်သွားတယ်အဲ့လိုဘာဘာကြောင့်လဲဆိုရင်ခုနကအဲ့လောဘတရားပြန်အာကြီးတဲ့အတွက်ကြောင့်ဆုတ်လို့ရတယ်ကြောက်သွားတယ်ပန်စင်တော်ကိုမပေးချင်ဘူးကိုတယောက်တည်းတူတည်းသိမ့်ပတ်ခြင်းတဲ့သဘောဒါကမို့တူတည်းတယောက်တည်းသိမ့်ပတ်ခြင်းတဲ့လောဘမျိုးကိုအလောဘဆိုတဲ့တရားနဲ့အနိုင်ယူမှတ်သားလေကုသိုလ်ဆိုတဲ့ကုသိုလ်ကောင်းမှုဒီလိုလည်းဖြစ်ပါလေဘုရားအလောင်းတော်ကြီးများသဗ္ဗမဟာယဟု သူကဘုန်းကြီးဖရာလောက်လို့များကျင်လေရဘဝဖြစ်ရဘဝဒီမှာစိစေဥစ္စာတများကြီးတချို့ဘဝဘဝဒီမှာချမ်းသာရှင်ဘီရလည်းဖြစ်တယ်ဟောတတိတချို့လည်းဖြစ်ခဲ့တယ်ရှင်ဘီဘဝပဲဖြစ်ဖြစ်တတိတချို့ဘဝပဲဖြစ်ဖြစ်နောက်ဆုံးအမြင်မှားရတဲ့အခါအဲ့ဒီရှင်ဘဝဆိုရယ်ရှင်ရှင်ဘီရဆိုရယ်စိစေချမ်းသာလည်းပဲစိစေရလည်းပဲဘဝရချမ်းသာမှုစိတ်မှမပေးနိုင်ဘူး ဘဝဒုက္ခအစ်စ်ကိုပြင်ဆင်အရှင်ဘုရားရာဒီနဲ့မြဲနေတဲ့အခါမှာအချောင်းကလည်းကိုထင်ရပြီမဲ့လို့တကယ်တကယ်တွေးကြည့်တဲ့အခါမှာအဲ့ဒီရှင်ဘုရားဒုစရာကနောက်ကရန်သူတွေကပတ်ပတ်လဝိုင်းတာအစင်တဲ့အဲ့ရာဒုကချက်ချင်းအချိန်ကြီးဖြုတ်ပြုတ်သွားတယ်အဲ့တော့ရာဒုကပြုတ်ဖို့အတွက်အကြောက်တရားနဲ့နေထိုင်ရတဲ့ဘဝမျိုးဖြစ်သွားအဲ့ဒါကြောင့်အဲ့ဒီလိုရှင်ဘုရားစီးစိန်လည်းပဲ တကယ်ချက်တာဟုတ်အစ်ကိုမပေးနိုင်ဘူး။နောက်ကတည်းကတည်းကကျွေးနေဖြစ်တယ်။ပြည်စီဥစ္စာညာဒီပေါ်ကျမှာ။အဲ့ဒီပေါ်ကျမှာလည်းဘဝမှာလည်းဥစ္စာဘဏ္ဍာလူသာလူသားတဲ့ကြက်ကြီးတဲ့အရာဖြစ်တယ်။ဒါကြောင့်အချိန်မရတဲ့ခိုးလူစုတွေကလာရင်းယူရဲ့နာမည်သတ်ပြနေတဲ့လူရဲ့အဲ့တော့ပြည်စီတဲ့ယူပြီးသွားတာလို့လူဘာအန္တရာယ်ပေးသွားနိုင်တယ်။အဲ့ဒါကသိမြင်အသိမှတ်နေတယ် အဲ့လိုသိမြင်ရတဲ့အခါဘုရားအလောင်းတော်များကသူပန်ဆိုင်ရတဲ့ဒီနယ်ကိုလည်းပဲဘုရားမျိုးတော်ဆုံးလို့လေတပါးရတော့ကစူးစမ်းရှာဖွေထားတဲ့ညာစွာအခုစံတင်တာကိုလည်းပဲအကုန်လုံးဆုံးလို့လေအဲ့လိုဆုံးလို့လေနိုင်မှသူကအေးသွားတယ်ဆုံးနေတော့ဘုန်းတော်နိုင်မအေးမှလေမနိုင်မအေးဘူးဆုံးနိုင်မှဘုရားဥစ္စာဘုရားစေတတ်တဲ့ လောဘတွေဒေါသတွေမောဟတွေကိုဥပစွန့်လို့နိုင်မှာဒါလေအဲဒီလောဘဒေါသမောဟချဖြစ်ပေါ်လာတော့အပူဒီငြိမ်းတာမဖြစ်ပါနဲ့တကယ်တော့ဘုံတွေတွေနှိမ့်စင်းနှိမ့်စင်းပူနေရတယ်ဘာကြောင့်ပူရလဲလောဘဒေါသမောဟတွေကြောင့်ပူနေရဖြစ်ပါတယ်ဒါကြောင့်အေဂျန့်တွေတော့အဲပူစီထက်တဲ့လောဘဒေါသကိုနှဲယူမှာလောဘဒေါသကိုနှဲယူမှာဒါလေဝါအေဂျန့်ဖရာအလောင်းတော်ကအဲလိုပဲသူတို့ရဲ့ဘဝ ကိုပူစီတဲ့လောကလောကမောဟမျိုးကိုနာမ်ကိုတိုက်နေတဲ့အတွက်ကြောင့်နောက်ဆုံးဘဝလုံးဝအိတ်ချမ်းပါပဲအခုဘုန်းကြီးတို့တည်းလည်းအဲ့ဒီနီးကိုယူပြီးဘုန်းကြီးတို့လည်းဘဝလုံးဝအိတ်ချမ်းမှုကိုမဖြစ်မရနိုင်သေးဘူးလို့အတိုင်းအတာဆိုအိတ်ချမ်းမှုရှိအောင်ခုနနမလောကထဲမှာရှိနေတဲ့လောဘဒေါသမောဟတွေကိုရှော့ချရမှာဖြစ်ပါတယ်အဲ လောဘကအကုန်လုံးရှုတ်ချလို့မရဘူးလောဘမှာဘာကြောင့်လဲဆိုရင်ဘယ်ဘုံတို့ကတရားဒုတရားမြတ်မရသေးဘူးနိဗ္ဗာန်မရသေးဘူးအမရကြည့်တော့လောဘကတန်တရားမကျင်နေကြရဘူးအကျင်နေတဲ့ခံနဲ့လောဘလည်းအတိုင်းတည်းဥပ္ပဒုပါပဲအဓိကအရေးကြီးတာကလောကဲသောလောဘလူလုံးကြုံဖြစ်တဲ့လောဘမျိုးလူအပ်တဲ့ပိုးပြီးလူကျင်တဲ့လောဘပြည့်စုံနေပြီလောဘမကြီးတဲ့ဒီတဲ့ဒီတဲ့ ပြည့်စုံအောင်လုပ်တော့မတရားနည်းနဲ့လူချင်းနဲ့လောဘတွေမျိုးအဝိသမလောဘခေါ်တယ်အဲဒီလောဘမျိုးတွေကိုအတားအမဲဆိုထိ ंछ ုတ်နိုင်လို့ဆိုရဲဘောမဘဝကတာမန်လောဘဆိုရင်ဘဝတော့ဒီလိုကြီးတော်မျိုးတွေကအဒီလုံခဲ့တဲ့လောဘဒီတန်ဘဝကိုပြုလုပ်စီထားတယ်အတိုင်းတူအထိလောဘနဲ့လောဘတရားကစံလို့သားတယ်မဟုတ်သေလို့သိတာထဲ့လို့ရှိလို့ရှိနေရမှာကွာမရှိလို့မဖြစ်မရှိရင်ဘဝကြီးပါဘူးလေအဲ ဘာလို့အဲ့လောဘတွေကိုဒေါသတွေဘာနဲ့ပြန်ထိတ်ချုပ်လဲဆိုရင်ခုနပြောတဲ့မေတ္တာကရုဏာမုဒိတာအဲ့ဒီတရားတွေနဲ့ပြန်ထိတ်ချုပ်အမေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေနဲ့ထိတ်ချုပ်လဲဆိုရင်အော်ရှိနေတဲ့လောဘအတိုင်းတစ်ခုအထိမပို့လောဘအတိုင်းတရားမျိုးရှိနေတယ်ဒါတော့ဘုရားတွေတွေတွေ့စေဘောအေဂျန်ဘုရားကအနေယူရမယ်ဘာလို့အနေယူရမလဲခုနကဘုရားကဘုလိုစေတဲ့လောဘဒေါသမောဟ ုစီတော်အဘုဒ္ဓပုပ်စုကိုအနိုင်ကမဖြစ်ပါနဲ့ယနေ့လူရှင်မိသားစုများမိမိတို့အတွဲထဲမှာရှိနေတဲ့လောဘဒေါသမောဟတွေကိုအတိုင်းအတာကိုဒီအနိုင်လိုက်လို့အခုလိုလာရဆုစမ်းနိုင်နေဖြစ်ပါလေအဲလောဘဒေါသမောဟတွေတစ်ခုမှအနိုင်မယူနိုင်ဘူးဆိုရင်ဒီခုလိုဒါနကုသိုလ်လည်းမလုပ်နိုင်ဘူးဒီလက်ကုသိုလ်လည်းမဆောက်နိုင်ဘူးဒါကြောင့်ဒီနေ့ မွနိဘွယ်တတဂါကြီးရဲ့မွနိဘွယ်လည်းမိသားစုအားလုံးကဒါနဆိုတဲ့ကုသိုလ်တရားတိလာဆိုတဲ့ကုသိုလ်တရားဘာဝနာဆိုတဲ့ဘုဒ္ဓဘာသာကိစ္စမိစတဲ့အပြည့်ယူဆိုခြင်းဘာဝနာကုသိုလ်တရားတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတာဟောလောဘလောကမောဟဆိုတဲ့တမန်ကြီးတွေအာဂတထာမှုတွေမသိမဲ့မဲ့မှုတွေဒီတရားတွေကိုအတိုက်အတူတစ်ခုအတည်း သူကဆုံးဆုံးနိုင်တယ်လို့ဒီနေ့အဖြစ်အတိုင်းတောင်ကိုဒီအနိုင်ယူလိုက်လို့ဒီလူတို့ဖြစ်တဲ့ဖြစ်တဲ့ရှိတဲ့ရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်အားထုတ်နိုင်မှုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့သူရှင်ကဒီမျိုးအနိုင်ယူစေနိုင်ထက်တော့လောဘကိုအနိုင်ဖပါမယ်လို့ဒီနေ့ကိုအခုတို့အနိုင်ယူလိုက်တဲ့အတွက်ကြောင့်အတိုင်းတောင်ကိုအထိအနိုင်ယူလိုက်တဲ့အတွက်ကြောင့်ရှိတဲ့ရှိတဲ့ဖြစ်တဲ့ဖြစ်တဲ့ကုသိုလ်တွေရအောင်ဖြစ်အောင်ပြုလုပ်အားထုတ် ရာကုတုတရားတွေရာရရှိကြပါပြီ။ရရှိသွားကြပါပြီ။ရရှိလာတဲ့ကုတုရဲ့ဆွမ်းအားချအာလောကမိတ္တဇုညာယေနိမဆာလာမိသံလကိဝိရှင်ကိုရစေတာအတိအတိကျမ်းမှချမ်းသာကြစေကုန်သတည်း။ကဲဒီစချာတရအောင် သစ္စာမြတ်ဓမ္မိပုညာမြတ်ပုညာသိက္ခာနတ္တသိက္ခာနတ္တပစ္စယောပစ္စယောဟောတုဟောတုတတိယကုတတိယကုပြုစုအထောရသောသာတိယသောတရာကြီးဤသာတိယဝိလိဥဒ္ဓောတိဝိလိဥဒ္ဓောတိသိယံကိဉ္စေသိယံကိဉ္စေသံရကိဉ္စေသံရ Siva Chanda, Dudu Jen, Sashido, Onu Chanda, Shabjabu, Shibola Jong, Akongo, Taupan, Shibazi, Imam Punya Bagan, Tabata Tanam, Tabata မတိမတတိယခုတတိယခုပြုစုအထောရသောပြုစုအထောရသောကောင်းမှုသူဤကောင်းမှုသူဤသဘုဘာကဘဝဝကိုဘဝဝကိုကျေစုကြည်မာကျေစုကြည်မာမိဘဘူဘာမိဘဘူဘာဆရာသမားများကိုဆရာသမားများကိုအစထား၍အစထား၍သုံးစေ

Amen. 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 Amen.